လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့အလက်ချိုးကပွဲသိမ်းအောင်ပွဲယူလိုက်တဲ့ဂျိုရှုဝါဘန် ဒီကနေ့မြန်မာစံတော်ချိန်မနက်၈နာရီမှာကျင်းပခဲ့တဲ့ဘရူနိုနဲ့ဂျော်ရှောဘန်တို့ရဲ့ပွဲကတော့အကျိအနေနဲ့တကယ်ကိုအားရစရာကောင်းတဲ့ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါတယ်။ UFC ပွဲစဉ်316မှာရှင်နိုင်ခဲ့ကြတဲ့ဒီဖိုင်တာနှစ်ယောက်ရဲ့ပွဲကတော့ဒေနာဝိုက်ကိုရိုင်းကိုစစ်ဝင်တစားနဲ့ပြောဆိုခဲ့တဲ့အထိကိုပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ UFC 316ပြိုင်ပွဲမှာဆိုရင်တော့တွဲဆိုင်73ဆိုင်အထိပေါင်ဝင်တာဖြစ်ပြီးတော့ဂျော်ရှောဘန်နဲ့ဘရာဇီးဖိုင်တာဘရူနိုဆီလ်ဗာတို့ကတော့ပလီနမရီကတ်ရဲ့ပွဲစဉ်၄မှာဖိုင်ဝေချမ်းအဖြစ်ရှင်မြိုင်ထိုးသက်ခဲ့ကြတာလည်းဖြစ်ပါတယ်ရှင်။ပြီးခဲ့တဲ့ပွဲအထိဘန်က ခုနှစ်ပွဲမှာပြိုင်မဲ့ fighter တွေကို strike win အကျင့်အင်အတွက်850အထိထိုးတက်နိုင်ခဲ့တဲ့လူငယ်ချစ်တက် fighter တယောက်ဖြစ်ပါတယ်။အခုလက်ရှိမှာဆိုရင်တော့ Ben က UFC မှတ်တမ်းမှာရှစ်ပွဲကစားပြီးချိန်မှာခုနှစ်ပွဲဆိုတဲ့နိုင်ပွဲရလဒ်ကိုဂုဏ်စရာကောင်းစွာပိုင်ဆိုင်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ရှုံးခဲ့တဲ့တပွဲကဆိုရင်လည်း Ben ညလို့ရှုံးခဲ့တာတော့မဟုတ်ပါဘူး။အဲ့ဒီပွဲမှာဆိုရင်တော့ပြိုင်ဘက်ကိုပွဲထိုးတက်ခံပြီးမှတိလဲရတယ်လို့ပြင်ဆင်ချိန်နဲ့ပါတယ်လို့ဖြစ်ခဲ့ရတာကြောင့်လည်းပါပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ Joshua Ben ကအချိန်ပြည့်အစင်းသင်းဖြစ်နေအောင်စူးစမ်းပြင်ဆင်နေပါတော့တယ်။ Ben ရဲ့ရီမန်ချက်ကတော့က မအသက်အငယ်ဆုံးချန်ပီယံတယောက်ဖြစ်လာဖို့ပါတယ်ရှင်။အခုလက်ရှိမှာဆိုရင်ဘန်နဲ့အသက်က23နှစ်ရှိပြီဖြစ်ပြီးတော့ဒီအသက်ရွယ်လေးနဲ့ကမ္ဘာအဆင့် UFC လိုနေရာမျိုးမှာအောင်မြင်မှုတွေကိုရယူထားနိုင်တာကတော့ ဂျိုရှွာဘန်အနေနဲ့တကယ်ကိုကွန်ပျူတာကောင်းလွန်လာပါတယ်နော်အခုလဲ ranking အဆင့်၁၂မှာရှိတဲ့ Brazil fighter Bruno Silva ကိုအချိန်မြင့်မြန်ဆန်ဆန်နဲ့အလွယ်တကူအလဲထိုးပွဲသိမ်းပြလိုက်တာဖြစ်ပါတယ်လက်ရှိ UFC flyweight ကျမှာတော့ Bruno Silva ကအဆင့်၁၂နဲ့ Joshua ရှွာဘန်ကအဆင့်၁၄နေရာမှာတတ်မှတ်ခံချရတာဖြစ်ပါတယ်ပွဲမစခင်မှာတော့ Bruno က Joshua ဘန်ကိုအလဲထိုးနဲ့အနိုင်ယူပြမယ်ဆိုပြီးတော့လေ့ကျက်ထားပေမဲ့တကယ်ပွဲချိန်ရောက်မှာတော့ Bruno Silva ကအလဲထိုးခံလိုက်ရတာဖြစ်ပါတယ်ဒါကြောင့်ဘန်ကို short တက်တာကအတူတူအမှားကြီးမှားသွားပြီဆိုတော့သိလိုက်မှာပါရှင် ်ဂျိုရှူဘန်ရဲ့ပါဝါကတကယ်ကိုအားပါပြင်းချက်မှုရှိတာကိုလည်းတွေ့ရပါတယ်ဂျိုရှူဘန်ကအထင်သေးသူတွေပါဇက်ပိတ်သွားလောက်ပြီလို့ထင်ပါတယ်ရှင်ဘန်နီစတရိုင်ကင်ပါဝါဘိုင်းတွေကလည်းတကယ်ကိုကြောက်ဖို့ကောင်းလွန်နေခဲ့ပါပြီ ပြိုင်ဘက်ဖိုင်တာတွေတိုင်းကိုအများသောအားဖြင့်အလဲထိုးနဲ့အနိုင်ယူလာခဲ့တဲ့ဘရာဇီးဖိုင်တာဘရူနိုဆီလ်ဗာကိုအလဲထိုးနဲ့အမှောက်သိပ်ပေးလိုက်နိုင်ခဲ့ပါပြီရှင်။ဒုတိယအချီမှာပွဲကအပြီးတက်နိုင်မဲ့အနေအထားလို့ဆိုပေမဲ့ပွဲချိန်ပြည့်သွားတာကြောင့်သာတတိယအချီမှာပွဲသိမ်းအောင်ပွဲရရှိခဲ့လိုက်တာဖြစ်ပါတယ်။ဘန်ကိုအမှောက်သိပ်ပြမယ်ဆိုတဲ့ဘရူနိုဆီလ်ဗာကတော့ဒုတိယအချီမှာ ဗန်နဲ့အနားတော်မကက်ရဲလောက်ဖြစ်နေတာကိုလည်းသတိထားမိပါတယ်။အရန်ကိုမကုန်ပြဲမာတယ်ဆိုရက်ဘရူနိုဂျီတောင်မှဗန်ရဲ့ပါဝါကိုမရှင်နိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ဆက်လက်ဒီလိုမျိုးအားပါပြင်းထန်လာတဲ့ထိုးချက်တွေကလည်းဘရူနိုမှာတော်တော်ကိုရှောင်တိတ်နေရပါတယ်။အဲ့ဒီလိုလေးပြောနေလို့ပြိုင်ဘက်ဘရူနိုကဘာမှပြန်မလုပ်တဲ့အနေအထားကြီးလို့ဖြစ်နေပါမယ်နော်။ပြိုင်ဘက်ဖိုင်တာဘရူနိုဆီလ်ဗာဆိုတာကလည်းခီသူမဟုတ်ဘူးဆိုတာပြည်သက်တို့လည်းသိပြီးသားဖြစ်ပါတယ်။ဘရူနိုဆီလ်ဗာရဲ့တိုက်ကွက်ကြီးကိုဗန်တယောက်အရှောင်တိန်ကောင်းတယ်လို့အချုပ်မခံရအောင်လဲလိမ္မာပါနဲ့စွာနဲ့ကစားခဲ့တာကိုလည်း အထင်သာတွေ့ရပါတယ်။ဘန်ဒင်ကတော့တကယ်ကိုချန်ပီယံဖြစ်ဖို့အနီးကပ်လာတဲ့အချိန်တွေလို့သတ်မှတ်ချင်ပါတယ်ရှင်။သုံးချီစလုံးမှာအသာစီးနဲ့စော့ကစားခဲ့တဲ့ဘန်ကသူ့ကိုလေ့ကျက်ထားတဲ့ဘရာဇီးသားကိုရှယ်ကျိတ်ပြနေတာကိုတွေ့ရပါတယ်။ဂျိုရှွာဘန်ရဲ့မီလီယံချီတဲ့ဖန်တွေပြည်သက်တွေကတော့သဘောအကျကြီးကြမယ်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ဆေးလို့ရှောင်းမှုနဲ့ယင်ခုံစရာပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ကျမတို့မြန်မာဖိုက်တာတွေထဲမှာဆိုရင်တော့အောင်လအလွန်ကမ္ဘာချန်ပီယံဖြစ်ဖို့အလားအလာအကောင်းဆုံးဖိုက်တာကိုပြောပါဆိုရင်တော့ဂျိုရှွာဘန်လို့ပဲပြောချင်ပါတော့တယ်။ကေပြည်သက်ကြီးတို့ရောဂျို ျော့ဘန်နဲ့ပတ်သက်ပြီးတော့ဘယ်လိုများထင်မြင်ယူဆကြပါလဲအခုဒီပြီးသွားခဲ့တဲ့ဂျော့ရှော့ဘန်နဲ့ဘရူနိုဆီဗာတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ရောပရိသတ်ကြီးတို့အားရကျေနပ်မှုရှိကြပါလားကွန်မမာရေးခဲ့ပေးပါအောင်နော်ပြီးတော့ကျမတို့ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်း like and subscribe လေးလုပ်ထားပြီးပို့အမြတ်တရရက်ခံပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်